ဆိုင်ကလုန်းမုန်တိုင်းမွန်ချာဟာအော်တိုဝါနဆန်ရှင်းရမှာအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရရှိနိုင်ပြီးမြန်မာနိုင်ငံကိုဥတီ၍လျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့မိုးစလာကဒီနေ့မွန်လဲပိုင်းကထုတ်ပြန်ထားပါတယ်ဒီနေ့မြန်မာစံတော်ချိန်မနက်စံတိုင်းခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာ ညောင်အနောက်မြောက်ဘက်ကိုကျေးလျားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုရောက်ရှိခဲ့ကြောင်းအဆိုပါဆိုက်ကလုန်းမုန်တိုင်းမွန်တာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း915မိုင်ခန့်အိန္ဒိယနိုင်ငံချန်တိုင်းရဲ့အရှိအရှိတောင်ဘက်ရေမိုင်း260ခန့်ကာကီနာဒာရဲ့အရှိတောင်ဘက်ရေမိုင်း305မှန်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းဆိုင်ကလုန်းမွန်တိုင်းမွန်တာရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကိုဥတီရွေလျားမဲ့အခြေအနေမရှိတဲ့အတွက် အဝါရောင်အစင်းလို့သတ်မှတ်ကြောင်းထုတ်ပြန်ထားပါတယ်။အဆိုပါဆိုင်ကလုံးမုန်တိုင်းမွန်ထားဟာအနောက်အနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပြီးအော်တိုဝါ28ရက်နေ့မှာအားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးအဲ့ဒီညပိုင်းမှာအင်ဒရာပရာဒိရှ်ကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။အဆိုပါဆိုင်ကလုံးမုန်တိုင်းမွန်ထားရဲ့အချိန်ကြောင့်အော်တိုဝါလာ28ရက်နေ့အထိရန်ကုန်တိုင်းပဲခူးတိုင်း AR တိုင်းတနင်္သာရီတိုင်းချင်းမော်ရခိုင်ပြည်နယ်တို့မှာနေရာကျကျကနေရာစိစိနဲ့ နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်ကယားကရင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားကနေနေရာကျကျမိုးထစ်ချုံရွာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။